မကြတဲ့ခင်ရမှာမိတ်ဆက်လိုက်တဲ့ Google ရဲ့ AI အသစ်တစ်ခုဖြစ်တယ်ပေါ့နော် Google Lab AI ဆိုတဲ့ဒီ AI tool လေး ਨੇ မိတ်ဆက်ပေးခြင်းပါတယ်ဒီကောင်းလေးကကျွန်တော်တို့ဒီ free တဲ့ဖြစ်တဲ့ပြီးတော့ကျွန်တော်တို့အရင်ကသုံးခဲ့တဲ့ ChatGPT တို့ Gemini AI တို့တက်ဆိုင်အများကြီးပို့ပြီးတော့ကောင်းတဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်ကျွန်တော်ရှေ့ကပြထားတဲ့ video တွေကလို့အင်ဂျီလူတယောက်တည်းကိုပဲအင်ဂျီတွေအများကြီးချိန်လို့ရမယ် ပြီးရင်ဒီအရာကကျွန်တော်လောဆယ်ဆန်းထားတဲ့ပုံစံမျိုးလေးပေါ့နော်တခြားဒီလိုမျိုးကိုလုံးနိုင်တဲ့အရာတွေအများကြီးလုပ်လို့ရတယ်ကိုကဒီဒီဇိုင်းပိုင်းနေ product တခုကိုဒီဇိုင်းဆွဲတဲ့အခါမှာဆိုရင်လည်းဒီအရာတော်တော်လေးကိုအသုံးဝင်တဲ့အရာတခုပဲဖြစ်ပါတယ်တကယ်လို့ကိုကဒီဇိုင်းပိုင်းတွေကိုလုပ်နေတယ် AI နဲ့ပုံတွေကိုစနစ်တကျထုတ်ချင်တဲ့နည်းကိုသိချင်တယ်ဆိုရင်တော့ဒီနေ့ view တွေကိုမချောဘဲနဲ့အဆုံးထိရှိသွားပေးစီချင်ပါတယ်ဒါဆိုရင်တော့ဒီနေ့ view တွေကိုအထူးထူးလေ့လာကြည့်လိုက်ရအောင်ခင်ဗျာ thank you ပထမဆုံးတော့ကျွန်တော်တို့ကဒီဘောနော်ဒီ AI ကိုတွားဖို့အတွက်ဆိုရင်အဲကျွန်တော်တို့က mobile phone တွေအားနဲ့လုပ်လို့ရတယ်လို့ဒီကိုမာကဒီ Windows PC ရှိရဆိုရင်လည်း Windows PC နဲ့တွားလို့ရတယ်အချံပြုချင်တာကတော့ Windows PC နဲ့တွားရင်တော့ပုံပြီးတော့အဆင်ပြေပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော် Windows PC မှာဆိုရင်ကျွန်တော်တို့ design ဘိုင်းနေဆွဲတဲ့အခါကျရင်ပုံတွေထုတ်တဲ့အခါကျရင်ဒီကြဲကြဲပြန့်ပြန့်နေပေါ့နော်အသုံးပြုရဖြစ်တဲ့ကြောင့်တော်တော်လေးအဆင်ပြေပါတယ်အရင်ဆုံးတော့ Google မှာကျွန်တော်တို့ last google.doc as go မနော် let go ခဲ့ခေါ်ကို and select that fa and miss pop ပေါ့နော် miss pop ဆိုပြီးတော့ရိုက်ပြလိုက်ပါအဒီလိုမျိုးလေ့နေရှာတော့မတွေ့ဘူးဆိုရင်လည်းစိတ်မပူနဲ့ကျွန်တော်ဒီနေ့ပြရဲ့ comment အောင်ပါလေ description မှာလည်းကျွန်တော်လေ့ချပေးထားပါတယ်အဲ့မှာလည်းတွားယူပြီးတော့လုပ်လို့ရမှာဖြစ်ပါတယ်တခုရှိတာကကျွန်တော်တို့ကမြန်မာပြည်ကနေ ဒီကောင်ကို run မယ်ဆိုရင်တခြား website တွေက malware တွေပါတာဖြစ်တဲ့အကြောင်းမို့ကျွန်တော်တို့ VPN ခံမှာပဲဒီ website တွေဝင်လို့ရတာရှိမယ်အလက်ရှိကျွန်တော်ကကြတော့ဒီ VPN မလိုတဲ့ site မှာဝင်ထားဖြစ်တဲ့အကြောင်းမို့ VPN တော့မလိုပါဘူးတကယ်လို့ကိုက VPN လိုရဲဆိုရင်တော့ US VPN တစ်ခုဖြစ်ပြီးပါတော့အဲ့လိုချိန်ပြလိုက်ပါအရင်ကပြခဲ့ဘူးတဲ့ကျွန်တော် MFA မှာဆိုရင်လည်းဒီ less အခု miss less MFA ကနေပဲပုံတွေထုတ်ခဲ့တာဖြစ်တဲ့အကြောင်းမို့အဲ့ဒီ website မှာလည်း VPN လိုတယ်ပေါ့နော်ဒီ website မှာလည်း VPN လိုကောင်းလိုနိုင်ပါတယ် က်ရှိကတော့ကျွန်တော်ကထိုင်းလန် and nowhere reason ဖြစ်တဲ့အတွက်ကြောင့်မို့ VPN မလိုတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ကြည့်တိုင်းအောင်ဒီတဲကိုရောက်ပြီးဆိုတော့ Nemispo AI website တူတွေရောက်ပြီးဆိုတော့ဒီတဲမှာကျွန်တော်တို့ကိုသူ new project တွေရှိမယ်သူ webcam ကြိုးဆိုတဲ့အကြောင်းအရာတွေကိုပေါ့နော်ပြပေးထားတဲ့အရာရှိမယ်ဒီမှာ project တွေဘာမှလုပ်ထားရှိတဲ့အတွက်ကြောင့်မို့ဘာမှမပေါ်သေးပါဘူးအရင်ဆုံးကျွန်တော် project တစ်ခုဖန်တီးမယ်ဖြစ်တဲ့အတွက်ကြောင့်မို့ new project ကိုကျွန်တော်တို့ကနှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျ new project ထဲဝင်လိုက်မယ် new project ထဲကိုရောက်ပြီးဆိုတော့ဒီမှာကျွန်တော်တို့ဒီ dashboard တစ်ခုတွေ့တယ်ပေါ့နော် dashboard မှာဆိုရင်ကျွန်တော်တို့အဲ့ဒီသူပြထားတဲ့ပုံစံအတိုင်းလေးရှိတယ်နမူနာပုံစံလေးပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ zone in zone out တွေလောက်လို့ရမယ်ပြီးရင်ကျွန်တော်တို့ဒီ what do you want to create ပေါ့နော်ကျွန်တော်တို့ create လုပ်ချင်တဲ့အရာကို prompt ရေးပြီးတော့ရှေ့က AI image generate tool တွေလိုပဲဒီမှာလည်းတွားပြီးတော့ဒီ photo တွေကို အပရိုရှိပြီးထုတ်လို့ရမှာဖြစ်ပါတယ်။သူဒီမှာပြထားတဲ့ပုံစံတိုင်းဆိုရင်ကျွန်တော်တို့ခွက်ပုံစံလေးတွေကိုဒီဇိုင်းဖန်တီးလို့ရမှာပြီးရင်ကျွန်တော်တို့ဒီပကံများလေးတွေခွက်ပုံစံလေးတွေကိုပေါ့နော်ကျွန်တော်စိတ်ကြအောင်ကလာလေးလိုချဲ့လို့ရမှာနေထားမှုတွေ့ရတယ်။ဒီမှာဆိုရင်ကျွန်တော်တို့ AI ပေါ့နော်ကျွန်တော် prompt တစ်ခုရေးလိုက်မယ်။ AI boss ပေါ့နော်ဒီမတူညီတဲ့ AI boss ငါးခုကျစီရ AI boss ငါးခုထုတ်ပေးဖို့အတွက်ပေါ့နော်ကျွန်တော် prompt ရှိလိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့ဒီပီနာမြားခွေးလေးကိုနှိပ်လို့ရရသူ အန်နာလေးကိုခေါက်လိုက်လေးရပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီဘယ်လိုမျိုးပုံစံမျိုးတွေထွက်လာမလဲဆိုတာကျွန်တော်ကြည့်လိုက်မယ်အဒီအဒီကျွန်တော် prompt ကတော့ပုံမှန်အတိုင်းပဲရေးလိုက်တာပေါ့နော်ကိုကဒီပုံကိုအရင်ဆုံးစမ်းထုတ်ကြည့်လိုက်ပေါ့နော်စမ်းထုတ်ကြည့်လိုက်တော့မှထွက်လာတဲ့ပုံပေါ်မူတည်ပြီးတော့ကိုလိုချင်တဲ့ပုံစံပေါ်မူတည်ပြီးတော့ကျွန်တော်ကစိတ်ကြိုက်ထပ်ပြီးတော့ထုတ်လို့ရဖြစ်ပါတယ်ဒီအားကြတော့ကျွန်တော်တို့တနည်းကိုသူကပုံ100ကျော် point ပါပေါ့နော်100ကျော်100လောက်ရတာဖြစ်တော့ဒီကြောင့်မို့ကျွန်တော်တို့ဒီ ဂျမန်နိုင်းတို့လိုဒီခဏလေးနဲ့ကုံသွားတာမရှိဘူးပေါ့နော်စိတ်ကြိုက်ထုတ်လို့ရတဲ့ website ပဲပေါ့ဒီမှာတော်တော်လေးကိုအဆင်ပြေတယ်ကျွန်တော်လက်ရှိစမ်းကြည့်နေရတယ်ဒီကျွန်တော်ရဲ့ YouTube တန်နေအများစုဆိုရင်လည်းကျွန်တော်ဒီ photo တွေပါရရင်မရိုက်တော့ဘူးပေါ့နော်ကိုယ်ရင်မျက်နှာ fade လောက်ပဲရိုက်တယ်ပြီးတော့မှကိုယ်လဲခြင်းနဲ့ဒီအင်ကြီးရှိရင်အင်ကြီးလောက်တယ်ပြီးရင်ကျွန်တော်ဖုန်းခြင်ထားတဲ့ပုံလေးဆိုရင်ကျွန်တော် iPhone ကိုယူပြီးတော့ iPhone Photo တခုကို Pinterest လို့ပါတော့ download ဆွဲလိုက်တယ်ပေါ့နော်ပြီးတော့မှဒီ yarn လေးလာပြီးတော့ကျွန်တော်တို့လက်ထဲမှာခြင်ထားတဲ့ပုံစံမျိုးလိုချင်တယ်ပေါ့နော်အဲ့လိုမျိုးလေးပြောပြီးတော့ကျွန်တော်တို့ဒီ AM Pro ရေးလိုက်တာနဲ့ကျွန်တော်ကလည်းရှိဒီကျွန်တော်ရဲ့ YouTube channel မှာပြထားတယ် YouTube တန်လေးတွေမှာဆိုရင်ကျွန်တော်တို့အဲတရေပါလာတာတို့ဒီကျွန်တော်ဒီ commercial ရိုက်ထားတဲ့ video ရှိမယ်ပြီးအဲ့လိုမျိုးဟာတွေကျွန်တော် AI နဲ့အားလုံးဖန်တီးထားတာပေါ့နော်ပြီးတော့မှကျွန်တော် Photoshop လေးပါနေတယ်နည်းနည်းချင်းပြင်လိုက်တာပေါ့နော် ဒါကတော့ကျွန်တော်တို့ဒီပုံထဲမှာမှာကျွန်တော်တို့စိတ်ချပုံတဘုံဖြစ်ရဆိုရင်တော့ထပ်ပြီးတော့ဒီပုံစံအတိုင်းပဲကျွန်တော်တို့က rebate ပြန်လုပ်လို့ရမယ်ဒါတော့ AI နဲ့ပေါ့နော်ဒီလိုမျိုးပုံစံမျိုးနောက်ထပ်ကိုကဘယ်နှပုံလိုချင်တာလဲဒီလိုမျိုးတွေထပ်ထပ်ပြီးတော့ကျွန်တော်တို့ကထုတ်သွားလို့ရမယ်ပြီးတော့မှကျွန်တော်တို့ကအဒီပုံနှစ်ပုံသုံးပုံရှိသမျှပုံတွေအားလုံးပေါင်းပြီးရတဲ့တပုံနဲ့ဖြစ်အောင် ထုတ်လို့ရပါသေးတယ်ဒီရောက်စာကိုကျွန်တော်အရင်ဆုံးစမ်းပြမယ်စမ်းပြမယ်ပေါ့နော် မိုးလိုက်သစ်ဆိုရင်ကျွန်တော်တို့ခဏခါပုံစံတိုင်းပဲအဒီပုံစံနဲ့မှာမှာကျွန်တော်တို့ကထပ်ပြီးတော့ဗောနောပုံစံမတူတာလေးတွေထပ်ထပ်ပြီးတော့ပေါ်လာလာဗောနောသူအရာမတူတဲ့ကောင်းတွေအဲ့ဒီကောင်းလေးကိုကျွန်တော်ပေါင်းပြီးတော့တပုံစံနဲ့ဖြစ်အောင်လုပ်ပြမယ်တစ်ချက်ကြည့်ပြဗောနောအရင်တော့ကျွန်တော်တို့စုလိုက်မယ်ဗောနောသူကကြတော့ကျွန်တော်တို့ project ဒီဘလားပုံစံမျိုးဗောနော ဒီဇိုင်းဆွဲတဲ့လုံးဝဒီဇိုင်းနေထားပုံစံမျိုးရောက်သွားဖြစ်တဲ့ကြောင့်ကျွန်တော်စိတ်ကြိုက်ပုံတွေကိုအချုံအချဲလုပ်လို့ရမယ်ပြီးရင်ကျွန်တော်တို့လိုချင်တဲ့နေရာတွေကိုဆွဲထည့်ပြီးတော့အသုံးလို့ရမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ပုံလေးစီလိုက်မယ်ပေါ့နော်ကျေခုနကပုံစံတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်ပရိုရေးတဲ့နေရာမှာပုံလေးတန်းစီဖြစ်သွားမယ်အဲ့မှာဆိုရင်ဒီကောင်းလေးကိုကျွန်တော်ကပုံ6ပုံလုံးကိုကျွန်တော်က တစစတီးတဲ့ဖြစ်အောင်လုပ်ပြီးတော့တယောက်ကကွန်ပျူတာသုံးနေအောင်ဝိုင်းပြီးတော့ကြည့်နေတဲ့ပုံစံမျိုးကျွန်တော်ပြွန်ရေးလိုက်မယ်။ပြွန်ရေးပြီးတော့ကျွန်တော်ဒီခုနကပုံစံတိုင်းပဲအန်နာကိုခေါ်လိုက်မယ်ပေါ့။သူဘယ်လိုမျိုးပုံစံမျိုးထွက်လာမလဲပေါ့။ချက်ချိုးလိုက်မယ်။အဲ့ဒါသူသူလှုပ်တင်ဆွဲနေပေါ့နော်ဒီခေါင်းလေးမှာတော့ဝိုင်းလေးပြတယ်။စပြီးတော့လှုပ်တင်လှုပ်နေပါပြီ။လက်ရှိအချိန်ကတော့ကျွန်တော်ည တဏှာကြီးဖြစ်နေပြီပေါ့နော်တဏှာကြီးဖြစ်နေပါအဲ့လဲမအိတ်ချင်တာနဲ့ကျွန်တော်ဗီဒီယိုထားမယ်လုပ်ခဲ့တာတဏှာကြီးပါဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုးလေးထွက်လာပြီပေါ့နော်ရုပ်တွေကတော့သူ့ဘာလို့ပြောင်းရင်းပြောင်းသွားပြောင်းသွားတာတော့များတယ်ဒါပေမဲ့လိုချင်တဲ့ပုံစံအနေထားမျိုးရတယ်ဒီမှာနော်တော်တော်လေးကိုမိုက်တယ်ဗျအဲ့ဒီနောက်ပိုင်းဒီ image generation tool တွေထဲမှာဆိုရင်ဒီကောင်ကပို့ပြီးတော့ mic တွေလို့ပြောရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်မှာဆန်းပြထားတဲ့အင်ဂျီလဲတဲ့အခန်းနေဆိုရင်တော်တော်လေး mic တွေကျွန်တော်လူပုံစံလည်းမပြောင်းအောင်ပေါ့နော်။ကျွန်တော်တို့ဒီ character ပုံစံလေးပဲပြောင်းရတာပေါ့နော်။ဒီလိုမျိုးပုံစံတိုင်းလေးပဲကျွန်တော်တို့ထပ်ပြီးတော့ဆန်းထုတ်ကြည့်ပေးမယ်။အဲသူ့မှာဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်းကိုပေါ့နော်။စိတ်ကြိုက်ဖန်တီးလို့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အရင် AI data ဆိုင်ဒီကောင်ကတော်တော်လေးကိုနည်းနည်းလေးကျန်းလာတယ်လို့ပြောရမယ်။ ဒီနောက်ပိုင်းနဲ့ဒီလိုမျိုး AI တွေထက်တက်ပြီးတော့ထုတ်ပါပေးဖို့ရှိရလို့ထင်တယ်ပေါ့နော်ရှိရဆိုရင်လည်းပို့ပြီးတော့မိုက်သွားမယ်ကျွန်တော်တို့လိုဒီပေါ့နော် creation လုပ်နေတဲ့သူတွေအတွက်ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေတဲ့အဲ tool တွေပဲဖြစ်တယ်ပေါ့နော်သူကပါအကြောင်းလဲဆိုတော့ဒီ application တည်တိုင်းနဲ့ download ဆဲရမလို့ online ကနေပဲတိုက်ရိုက်ဒီ online tool ဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုမိုက်ပါတယ်ဒါဒုတိယအနေနဲ့ကျွန်တော် upload ပေါ့နော်ပုံတစ်ပုံကျွန်တော် ဒီ character ဘယ်လိုမျိုးပုံစံနဲ့ထွက်မလဲဆိုတာတစ်ချက်ဆန်းကြည့်ဖို့အတွက်ဒီမြားနေရာပေါ့နော် upload ဆိုတဲ့အရာလေးပုံလေးကိုကျွန်တော်ကွန်ပျူတာနဲ့တွားယူလိုက်မယ်ပေါ့နော် upload တင်လိုက်မယ် upload တင်ပြီးရင်တရားဆိုရင်ဒါကျွန်တော်ရဲ့ AI နဲ့ဖန်တီးထားတဲ့ပုံဝဲပေါ့နော်ဒါကျွန်တော်ရဲ့မျက်နှာကိုပဲကျွန်တော်ဒီ Gemini AI အသုံးပြီးတော့ project ပြီးတော့ဒီ YouTube တန်လေးတွေအတွက်လုပ်ချင်တဲ့ photo ပေါ့နော်ကျွန်တော်တက်တက်ဖန်ပြီးချတာ ဒီမှာဆိုရင်ဒီကောင်ပုံတန်လေးကိုကျွန်တော်ဒီပုံစံလေးကိုကျွန်တော်၅ပုံနဲ့ကျွန်တော်မတူညီတဲ့အင်ကြီးအဝေးစားပုံစံမျိုးတွေကိုပေါ့နော်ကျွန်တော်ပြောင်းပြီးတော့ရေးကြည့်လိုက်မယ်ဘယ်လိုမျိုးပုံစံတွေထွက်လာမလဲဆိုတော့နည်းနည်းစိတ်ဝင်စားကြအောင်လေပေါ့နော်။ဘာကြောင့်လဲဆိုတော့ရှေ့ကကျွန်တော်တို့ robot မှာလည်းအဲ့ဒီ trolley ကိုမိုက်ခဲ့တယ်ပေါ့။ဒီ robot မှာထုတ်ခဲ့တဲ့ trolley မိုက်ခဲ့တဲ့အတွက်ကြောင့်ပေါ့ဒီမှာလည်းဘယ်လိုမျိုးထွက်လာမလဲဆိုတော့တစ်ချက်ကြည့်လိုက်မယ်။အာပုံလေးကတော့အများကြီးထွက်လာခဲ့တယ်ပေါ့နော်။ 5ပုံလောက်ရှိရပါတော့အားလုံးပေါင်း5ပုံဒါတော့ကျွန်တော်ရေမူရင်းပုံပေါ့မူရင်းပုံနဲ့ဘယ်လိုမျိုးမျက်နှာရယ်ကွဲပြားတယ်ကွဲပြားလားမကွဲပြားလားဆိုတာတစ်ချက်ကြည့်လိုက်ဒီ online store လေးမိုက်တယ်ပေါ့နော်ဒါကကျွန်တော်ဘာမှ pro နေပိုင်းလက်သေးချမရေးပဲဒီတိုင်းပဲဒီလက်တိုင်းရေးလိုက်တဲ့ pro ပေါ့နော်ကိုကတည်ချာချာ pro ကို chat gpt မှာစီပြီးတော့ရေးမယ်ဆိုရင်ဒီထက်ကောင်းတဲ့ပုံတွေထွက်လာဖို့ကြာနိုင်လို့အကုန်များတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ကျွန်တော်ရေမျက်နှာနဲ့ မျက်နာတော့မပြောင်းသွားဘူးဒါပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်နဲ့အင်ဂျီဖနက်ပြီးရင်ဂျော်ဂျန်နမန်စတိုင်ပေါ့နော်ဒီလိုမျိုးပုံလေးဆိုရင်ကျွန်တော်တို့ပိုတိုရှော့မှာပြင်မယ်ဆိုရင်တော်တော်လေးကိုအချိန်ယူရတဲ့ပုံလေးပေါ့နော်ဒါလေးကို तू ကအဲ့ဒီ10စက္ကန့်20စက္ကန့်အတွင်းမှာပဲအချိန်တိုတင်ထုတ်ပေးတာဆိုတော်တော်လေးကိုမိုက်တယ်လိုချင်တဲ့ပုံလေးရှိရဆိုရင်လည်းကျွန်တော်တို့ဒီမှာအပေါ်မှာပေါ့နော်ဒေါင်းလုပ်ဆိုတဲ့အရာလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒေါင်းလုပ်ဆက်လက်လုပ်ရတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်နောက်ပိုင်းမှာလိုအပ်လာတာကဒီလိုမျိုးကိုအင်ဂျီပုံစံမျိုးတွေပေါ့နော်ဂျန်နမန်စတိုင် ီလိုပုံစံတွေကကြာတော့ကျွန်တော်တို့တီးတန်သွားပြီးတော့အဲဒီ shooting တွေပေါ့နော်ဖိုတို shooting တွေမှာသွားပြီးတော့ရိုက်ရတဲ့ပုံတွေဖြစ်တဲ့တကြောင်မို့ဒီ skin တွေတွေပါရဆာအကုန်လုံးပြင်ရအောင်ဒီမှာဆိုရင်ကျွန်တော်တို့ပြင်စရာဆိုဘာမှမသိဘူးလို့အဲလိုချင်တယ်ဆိုရင်ကျွန်တော်ကနောက်ခံ background လောက်ပဲပေါ့နော်နောက်ခံ background ကလည်းတခါလေဒီမှာကျွန်တော်ထုတ်တဲ့ဟာကျွန်တော်ရဟိုမူရင်းပုံတွေကသူက background မပါတာဖြစ်တဲ့တကြောင်မို့ဒီလိုမျိုးမမလေးပြတာပေါ့နော်ကြည့်လို့ကွာမူရင်းပုံပါတွေက background ပါတယ်ဆိုရင်သူပုံနဲ့ကိုင်းကြီးတဲ့ background တွေကိုတခါလေညှိပေးတယ်ပေါ့ ရေမျိုးပုံတွေဆိုရင်တော်တော်လေးလမ်းသွားပြီ။ဒါဆိုရင်ကျွန်တော်အတွက်တပတ်စာတော့ဒီ YouTube တန်လေးအတွက်ပေါ့နော်။တော်တော်လေးကိုအဆင်ပြေသွားပြီဖြစ်ပါတယ်။တကယ်လို့ပိုကဒီအင်ဂျီတွေကိုငကိုလိုရလိုမျိုးဒီဂျမနိုင်းမာလိုမျိုးပေါ့နော်။ကျွန်တော်တို့ပုံအင်ဂျီလဲရှင်တဲ့ခါကျရင်ကျွန်တော်တို့အဲတခြားပေါ့နော်အများကြီးပဲ Pro နေရရကြတယ်။သူကမြန်မာလိုတွေပြန်မေးရချောမြန်မာလိုရတဲ့ခါမြန်မာလိုပြန်မေးတယ်။ဒါဆိုကျွန်တော်မြန်မာလိုလည်းမမေးဘူး။ကိုလိုချင်တဲ့အင်ဂျီရှိရဆိုရင်လည်း ကိုလှုပ်ချင်တဲ့ပုံနဲ့အင်ဂျီနဲ့နောက်ခုပုံတော်ကိုတွဲပြီးအောက်လုပ်တင်ပေးလိုက်ပြီးရင်ဒီပုံနှစ်ပုံပေါင်းပြီးတော့ထုတ်ပေးပါဆိုပြီးတော့လက်တန်းပရိုဝယ်ရေးချလိုက်ပေါ့ဒါဆိုရင်အပုံတွေကလူလက်ခုနဲ့ထွက်လို့ထွက်သွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အဒီနောက်တစ်ပိုင်းနဲ့ရှိတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်မလုပ်ပြတော့ဘူးဗီဒီယိုထဲရမ်းရှင်းသွားမှာဖြစ်တဲ့အကြောင်းမို့ဒီနားမှာပဲခဏနားလိုက်ပါမယ်အနောက်နေ့မှာတော့ဒီလိုမျိုးအနည်းပညာနဲ့ပတ်သက်တဲ့အရာတွေကိုပေါ့နော်ထပ်ပြီးတော့လည်းတင်သွားပြလို့ရှိပါတယ် ဒီဗီဒီယိုကတော့ကျွန်တော်အရင်ဆုံး YouTube မှာရှာကြည့်ရတဲ့အနေအထားမျိုးမှာအရင်တခြားအကူတယောက်ပါဘောနော်တင်ထားတွေ့လို့တော်လေးကိုမိုက်တွေဆိုကျွန်တော်စမ်းကြည့်နေရော့ကော့ယူပြီးတော့ဖေးဆွေတို့ကိုဘောနော်ပြန်လဲပြီးတော့အဒီမျှောက်ပြရင်ဖြစ်ပါတယ်နောက်နေ့ဗီဒီယိုမှာကြောလို့ပြန်လဲပြီးတော့ဆုံးပြကြပါမယ်အချိန်ကလည်းလက်ရှိညတနားဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်လည်းအေးလေးပါအောင်အားလုံးပဲကွန်နိုင်ပါ